ကမ္ဘာအကြီးဆုံးဘတ်စုံကူခန်းပညာတိုက်ခိုက်ရေးအဖွဲ့အစည်းတွေကတစ်ခုဖြစ်တယ်။ဝမ်ချမ်ပီယံရှစ်ရဲ့မေရယ်ဝိန်းနဲ့ light heavyweight ကမ္ဘာချန်ပီယံခပ်ပတ်နှစ်ထပ်ကွမ်းကိုဆွခူးခဲ့တဲ့အောင်လာအန်ဆန်ဟာမြန်မာနိုင်ငံကအတိမတ်ပြမှုတွေမကဘဲနဲ့ကမ္ဘာအတိမတ်ပြမှုကိုပါရရှိခဲ့သူဖြစ်ပါရီ။ဝမ်သမိုင်းမှာခပ်ပတ်နှစ်ခုကိုတပြိုင်နက်တည်းပိုင်ဆိုင်ခဲ့တဲ့ဒုတိယမြောက်ချန်ပီယံဖြစ်တဲ့သူ့ရဲ့အောင်မြင်မှုတွေဟာဇာတိပင်မြန်မာနိုင်ငံသမိုင်းမှာအကြီးမြတ်ဆုံးသောအားကစားသမားအဖြစ်ဂုဏ်ယူစွာရည်တည်နိုင်စေခဲ့ပါရီ။ မြန်မာနိုင်ငံကိုကိုခန့်ပညာပြိုင်ပွဲတွေနဲ့ပတ်သက်လို့မြန်မာလက်ဝေးလောက်တည်ကြတဲ့အတွေ့အမြင်ကနေကမ္ဘာစင်မြင့်ပေါ်မှာဒီလိုရိရှိချောင်းကိုပါမျက်စိဖွင့်နားဖွင့်ပေးခဲ့ပါရည်ဒီလိုရိချောင်းမြန်မာဇာပအုံးမွေ The Burmese Python လို့နာမည်ကြီးခဲ့တဲ့အွန်လိုင်းအန်ဆာဟာဝမ်းမာရီမကဘဲတခြားသောလှုပ်ဆောင်ချက်တွေကြောင့် MMA ကစားသမားဆိုတာထပ်ပိုးတဲ့ပုံကိုယ်တူဖြစ်ကြောင်းတတ်သိပြခဲ့ပါရည်ဒီနေ့မှတော့ကျွန်တော်ရဲ့ Alpha Wave Media ကနေအွန်လိုင်းအန်ဆာတယောက်ဖြတ်တန်းခဲ့ရတဲ့ဘဝခေလမ်း ကိုခံပညာလောကကိုစတင်ခြေချခဲ့ပုံနဲ့နေမင်းတက်ကြဆုံတဲ့ဘဝတစ်ခုကိုစီကာပတ်ကုံးပြောပြတင်ဆက်ပေးကြပါရီ။အောင်လာရဆန်းကိုကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာခရစ်ယာန်ဘာသာဝင်ကချင်မိဘနှစ်ပါးဖြစ်တဲ့ဦးအင်ဆန်တူအောင်နဲ့ဒေါ်ရှရန်နန်ဘူတို့ကနေပြီးတန်းငါးယောက်ထဲမှာတတိယသားအဖြစ်မွေးဖွားခဲ့ပါရီ။ဖခင်ဖြစ်သူဟာကျောင်းမြရတနာကုန်းတဲ့တူပါ။ သူရဲ့မိသားစုကမြေကြီးနားကနေမြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော်ရန်ကုန်ကိုပြောင်းရွှေ့ဖို့အတွက်အကြောင်းဖန်လာခဲ့ပြီးဖန်လာရတဲ့အကြောင်းရင်းကလေအောင်လာအန်ဆန်းနဲ့သူရဲ့မောင်နှမတွေအတွက်ပုံမူကောင်းမွန်တဲ့ပညာရေးအခွင့်အလမ်းတွေရရှိနိုင်စေဖို့ပါပဲဖခင်ရဲ့ကြိုးစားမှုကြောင့်သူတို့ဟာရန်ကုန်ပြည်ပဆိုင်ရာကျောင်း International School ရန်ကုန်မှာတက်ရောက်ပညာသင်ကြားနိုင်ခဲ့ပါသည်အောင်လာအန်ဆန်းဟာကျောင်းမှာစာထူးကျွန်တဲ့ကျောင်းသားတစ်ဦးဖြစ်ခဲ့သလိုကျောင်းတွင်အားကစားအဖွဲ့အများပြားမှလည်းတက်တက်ကြွကြွပါဝင်နိုင်ခဲ့ပါသည် ဒါပေမဲ့လည်းကျောင်းအသင်းဟာပြိုင်ပွဲတွေမှာမကြာခဏဆိုသလိုဘောလုံးကစားတဲ့အခါဘောလီဘောကစားတဲ့အခါဘတ်စကတ်ဘောကစားတဲ့အခါမှာအားနည်းလေးရှိပြီးရှုံးနိမ့်တာမျိုးကိုကြုံတွေ့ခဲ့ရပါသည်။ဒီအချက်ကိုတော့အွန်လိုင်းအစံတယောက်သိပြီးသဘောမကျခဲ့ပါဘူး။မြန်မာနိုင်ငံရဲ့အားကစားမှာအလေးပေးတာကလည်းပဲကာယချိန်မျက်နှုတ်ခိုင်းတဲ့အနေအထားနဲ့ဆိုတော့အခုလိုမျိုးရှုံးကြတာကလည်းပဲအရန်ကြီးအထူးအဆန်းလို့ပြောဖို့ခက်ပါသည်။အွန်လိုင်းအစံကတော့ငယ်စဉ်ကလေးကအဲ့လိုမျိုးရှုံးရတာကိုမကြိုက်သလိုနိုင်အောင်ကစားဖို့လည်းစိတ်အားထက်သန်ပါသည်။ ။နောက်ပြီးဘာကြောင့်မနိုင်ရတာလဲဆိုတဲ့အတွေးမျိုးနဲ့စိတ်တို့ဒေါသထွက်တာမျိုးတွေတောင်မှရှိခဲ့ဘူးကြောင်းပြောပြခဲ့ပြီးနီးစနစ်တွေနဲ့နီးပြရီအပေါ်မှာတန်တရားရှိခဲ့ပါသည်။ဒီလိုနဲ့ပဲမြန်မာနိုင်ငံမှာကြောင်းပြီးတဲ့အခါမှာမြန်မာနိုင်ငံရဲ့အားကစားလောကနဲ့တခြားနိုင်ငံတွေရဲ့အားကစားလောကမှာကြီးမားတဲ့ကွာခြားချက်တွေရှိတာကိုကွဲကွဲပြားပြားတည်သွားခဲ့ရပြီးတခြားနိုင်ငံတခုမှာပညာရေးကိုရောအားကစားကိုရောလိုက်စားဖို့အတွက်စဉ်းစားခဲ့ပါသည်။သူရွေးလိုက်တဲ့နိုင်ငံကတော့အမေရိကန်နိုင်ငံဖြစ်ပြီးအမေရိကန်မှာပဲပညာဆက်တင်ခြင်းတလို့ ငယ်စဉ်ကရှုံးနိမ့်မှုတွေအတွက်လည်းတင်ယူလိုစိတ်အပြည့်နဲ့ဖြစ်နေခဲ့ပါရီ။နောက်မှာဇာတိမျိုးကိုပြန်ပြီးတော့အဲ့ဒီကွာဟမှုကိုပြန်ချေဖြတ်ခြင်းနဲ့ဟီမန်းချက်လေးအပြည့်အဝရှိခဲ့ပါရီ။ဒီလိုကနေပဲအောင်လာအန်ဆန်တယောက်ကုခံပညာလောကကိုရောက်ရှိဖို့အတွက်အကြောင်းဖန်လာတော့တာပါပဲ။ဒီလိုနဲ့အောင်လာအန်ဆန်ဟာမြန်မာနိုင်ငံကနေ2003ခုနှစ်မှာထွက်ခွာလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုမီရှိဂန်ပြည်နယ်အန်ဒရူးယူနီဗာစီတီမှာ စိုက်ပျိုးရေးသိပ္ပံ agriculture science ကိုလေ့လာတက်ရောက်ခဲ့ပါသည်ပညာသင်ကြားမှုကအဆင်ပြေခဲ့ပေမဲ့တစ်နှစ်အကြာမှာပဲမမျှော်လင့်မဲ့ကြုံတွေ့ခဲ့ရတဲ့ကိစ္စတစ်ခုကသူ့ဘဝကိုလုံးဝပြောင်းလဲသွားစေခဲ့တာပါဒီနေ့မှာအောင်လအဆန်းတယောက်ဂျောင်းဝင်းတွေကစောင်းမွားကျွန်းသားလူကြီးတယောက်က heavy bag လို့ခေါ်တဲ့လက်ဝဲအိတ်ကိုတစ်ဖြောင်းဖြောင်းထိုးနေတာကိုစိတ်ဝင်စားသွားခဲ့ပြီးအဲဒီကနေပြီးတော့တဆင့်ရင်းနှီးမှုယူပြီးလူတယောက်ကိုကြိုးမလားကဲမလားလှုပ်မရအောင်ဖြစ်ချင်လားဆိုတော့ကုခန်းပညာ အချုပ်နီးပညာရေးမှာအမြင့်ဆုံးဖြစ်တဲ့ဘရာဇီးဂျူဂျစ်ဆုလောကနဲ့စတင်ထိတွေ့မိခဲ့ပါရီအဲ့ဒီအချိန်ကစပြီးအွန်လိုင်းအန်ဆန်ဟာဘရာဇီးဂျူဂျစ်ဆုလေ့ကျင့်ရေးကိုစတင်ပါရီလေ့ကျင့်ပြီးအချိန်လဲအရန်ကြီးမကြာလိုက်ပါဘူးသူ့အနေနဲ့ဒီအားကစားကိုအတော်လေးသဘောကျသွားခဲ့ပြီးအချုပ်သက်နီးပညာဖြစ်တဲ့ဘရာဇီးလီယန်ဂျူဂျစ်ဆုကိုခံပညာကိုချစ်မိသွားခဲ့ပါတော့တယ်သူဟာရက်သားတစ်ပတ်တိုင်းမှာဘရာဇီးလီယန်ဂျူဂျစ်ဆုကိုလေ့ကျင့်ခဲ့ပြီး2005ခုနှစ်မေလမှာတော့ပထမဦးဆုံး professional MMA ပွဲဥထွက်ကို light heavyweight တန်းမှာစပြီးတော့အရှင်ပြိုင်ခဲ့ပါသည်ဖြစ်ချင်တော့သူပထမဦးဆုံးပြိုင်နေပြိုင်ပွဲမှာပဲပြိုင်ဘက်ကတာမန်ပြိုင်ဘက်မဟုတ်ခဲ့ပါဘူးပြိုင်ဘက်ကသူ့ထက်အများကြီးပိုကြီးတဲ့ပြိုင်ဘက်ကိုယင်ဆိုင်ရရင်ပဲပထမအချိန်မှာပဲကြက်ကောင်းမိပြီးဘာယိုးရောင်သွားတာနဲ့အတူပဲ TKO နဲ့ရှုံးနိမ့်သွားခဲ့ရပါသည်ဒါပေမဲ့စိတ်ဓာတ်မကျခဲ့ပါဘူးအွန်လိုင်းအစမ်းအတွက်ဒီအရာကပဲသူ့ကိုကုခန်းပညာကိုပို့ပြီးတော့နှစ်သက်စေခဲ့တယ်လို့အဲ့ဒီစိတ်လှုပ်ရှားမှုအဲ့ဒီရင်ခုန်သံတွေကိုပဲဆွဲလန်းသွားခဲ့ပြီးကိုခံပညာနဲ့ပတ်သက်လို့ပို့ပြီးတော့လေ့ကျင့်ခြင်းလာတယ် ပို့ပြီးတော့ကောင်းသွားအောင်လှုပ်ချင်သွားခဲ့ပါသည်။အစောပိုင်းမှာသူဟာ King of the Cage နဲ့ Rain of the Gunback လိုမျိုးပြိုင်ပွဲတွေအပါအဝင်ပြိုင်ပွဲငယ်လေးတွေများစွာမှာဝင်ရောက်ရှင်ပြိုင်စတင်တိုက်ခိုက်ပါသည်။နောက်ပြီးတော့ lightweight တန်းကနေပဲသူ့ရဲ့ကိုယ်အလေးချိန်တန်းဖြစ်တဲ့ middleweight တန်းကိုပြောင်းရွှေ့ခဲ့ပြီးငါးဘွဲ့ဆက်တိုက်ပထမအချီမှာပဲအနိုင်ရရှိခဲ့ပါသည်ဒီမှာပြောစရာတစ်ခုရှိပါသည်သူ့ရဲ့နာမည်တစ်ခုဖြစ်တဲ့မြန်မာစပအုံးမွေဆိုတဲ့နာမည်ကိုလည်းအဲ့ဒီအချိန်တုန်းကရခဲ့တာပါဘယ်လိုမျိုးရခဲ့တာလဲဆိုတော့ အမေရိကန်အလေပိုင်းကပရိုမိုတာတဦးကအွန်လိုင်းအဆန်းကိုမင်းဘယ်ကလာလာလဲလို့မေးရကနီးအွန်လိုင်းအဆန်းကမြန်မာကားလို့ပြောပေမဲ့သူတို့ကမသိခဲ့ပါဘူးဒါကြောင့်မလို့ Bamis Python လို့ခေါ်ရင်မြန်မာစပောက်အုံးမွေတွေလာတဲ့နိုင်ငံကားပါလို့ပြောရင်မယ်ပရိုမိုတာကသူ့ကို Bamis Python ဆိုတဲ့နာမည်နဲ့ပဲတွဲပြီးတော့မှတ်လိုက်ပါတော့ဒီဒီလိုကနေပဲအွန်လိုင်းအဆန်း Bamis Python မြန်မာစပောက်အုံးဆိုတဲ့နာမည်တွင်လာခဲ့ခြင်းမှာနာမည်နဲ့လိုက်ဖတ်အောင်လေးပဲ Brazilian Jiu-Jitsu ကိုကျွမ်းကျင်တဲ့ အောင်လာအန်စန်တယောက်ပြိုင်ဘက်တွေကိုစပအုံးမွေလိုချုပ်ကွက်တွေနဲ့ချုပ်ကင်နိုင်တဲ့ဆမေရှင်စွမ်းရည်တွေကြောင့်ပဲအဲ့ဒီနာမည်နဲ့ပို့ပြီးတော့လိုက်ဖက်ခဲ့ပြီးတော့လူသည်ပို့ပြီးတော့များလာခဲ့ပါသည်အဲ့ဒီအခိုက်အတန့်အဲ့ဒီအချိုးအကွေဟာအောင်လာအန်စန်ရဲ့မြန်မာနိုင်ငံကိုပေါင်းကူးဖြစ်သွားစေခဲ့တာပါပဲအောင်လာအန်စန်အနေနဲ့2019ခုနှစ်မှာ Andrew University ကနေစိုက်ပျိုးရေးသိပ္ပံပွဲကိုလောဝ BC တက်ခဲ့ပြီးတဲ့နောက် Maryland ပြည်နယ်ကိုပြောင်းရွှေ့ခဲ့ပါသည် သူကဘွဲရပြည်နောက်မှာချက်ချင်းကြီး MMA လောကတွေတိုက်ခိုက်လောကတွေကိုခြေစုံပြစ်ဝင်တာမျိုးမဟုတ်ဘဲနဲ့ Florida ကပြားမွေးမြူရေးချန်တချမ်းမှာပြားအလုပ်သမားအဖြစ်တောင်းမှာအလုပ်လုပ်ခဲ့ပြီးတော့အဲ့ဒီကာလာတွင်းမှာပဲသူက MMA ကိုလည်းဝါသနာရဆက်ပြီးတော့လေ့ကျင့်ခဲ့ပါပြီ။ကျွန်တော်တို့ရဲ့လက်ဝိတ်သမားကြီးက online မှာတွေ့ထားတဲ့တင်ထားတဲ့အချက်လက်တွေအရတော့ MMA ကစားသမားတယောက်မဖြစ်ခင်မှာပြားမွေးမြူရေးလုပ်ငန်းမှာအချိန်တစ်နှစ်ကျော်ကျော်လောက်အထိအချိန်ပေးခဲ့ပါပြီ။ဒါပေမဲ့လည်းအချိန်တစ်နှစ်ခွဲလောက်ကိုကြာလာတဲ့အချိန်မှာ သူ့ရဲ့အလုံးနဲ့တိုက်ခိုက်ရေးပညာတွေကအရန်ကြီးလဲအသက်ဆိုင်နေတာမျိုးအဆက်နေတာမျိုးမဟုတ်တာမို့လို့ဒီဘိုင်းမှာပို့ပြီးတော့ဒုတက်လာခြင်းရင်တခုခုကိုအာယုံဆိုင်ရမယ်ဆိုတဲ့အသည့်မျိုးဝင်လာခဲ့ပါ ड़ी ဒါကြောင့်မလို့စိုက်ပျိုးရေးမွေးမြူရေးဆိုတဲ့အလုပ်ကနေနားလိုက်ပြီးတော့ MMA လောကတွေကိုခြေစုံပြည့်ဝင်မှုနဲ့ချန်ပီယံတယောက်အနေနဲ့ကဘာကျော်တိုက်ခိုက်သမားတယောက်ဖြစ်ဖို့ရည်မှန်းချက်ထားပြီးဆုံးဖြတ်ချက်အခိုင်အမာချခဲ့လိုက်တော့တာပါပဲဒီလိုနဲ့အောင်လာအန်ဆန်းဟာအသက်28နှစ်အရွယ် CCFC လို့ခေါ်တဲ့ပြိုင်ပွဲမှာ Jason Lock ဆိုတဲ့ fighter ကိုအလဲထိုးနိုင်ခဲ့တဲ့ဗီဒီယိုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးကချင်းလန်နဲ့တွဲပြီးတော့ဓာတ်ပုံရိုက်ခဲ့တာကြောင့်မလို့ဒေတာရင်းမှာဆပြီးတော့နာမည်ကြီးလာပါသည်မြန်မာနိုင်ငံကဒီအချိန်မှာနိုင်ငံခြားကမြန်မာ fighter တယောက်ဆိုတဲ့အကြောင်းကိုနည်းနည်းလေးတီးမိခေါင်းမိရှိခဲ့ပါပြီအဲ့လိုနဲ့မကြလိုက်ပါဘူးနာမည်ကြီးနေတဲ့အချိန်မှာပဲအွန်လိုင်းဆိုင်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြတ်သားတဲ့စိတ်ဓာတ်ကြောင့်မလို့သူအနံ့ရခဲ့တဲ့ပွဲတွေကစတင်လာခဲ့ပြီး2014ခုနှစ်မှာ professional ပြိုင်ပွဲတွေဝင်ထိုးရင်းနဲ့ နိုင်ပွဲ15ပွဲလောက်အထိရလာခဲ့ပြီးကမ္ဘာအကြီးဆုံးတိုက်ခိုက်ရေးပြိုင်ပွဲတွေကျင်းပရာဝမ်ချမ်ပီယံရှစ်ကိုယ်တိုင်ကတတိထားမိခဲ့တယ်လို့သူနဲ့ချိတ်ဆက်ပြီးတော့ဇွန်လရဲမှာပဲစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါသည်ဒီအချိန်ထိမြန်မာပြည်သက်တွေအနေနဲ့အွန်လိုင်းအန်ဆန်နဲ့ပတ်သက်လို့အရင်ကြီးတတိထားမိတာမျိုးမဟုတ်ဖ ೇನೆ ဒီပြိုင်ပွဲတွေကိုကြည့်ရကောင်းမှန်းအောင်မှသိကြသေးတာမဟုတ်ပါဘူးအဲ့လိုကနေမြန်မာနိုင်ငံနဲ့အွန်လိုင်းအန်ဆန်အချိတ်ဆက်မိပြီးတော့မြန်မာပြည်သက်တွေ MMA ကိုထိတွေ့ခွင့်က2016ခုနှစ်မှာစိုက်စိုက်မြမြကြီး မြန်မာနိုင်ငံကိုရောက်ရှိလာတော့တာပါပဲ2016ခုနှစ်မှာဝမ်ချမ်ပီယံရှစ် Union of Warrior လို့ခေါ်တဲ့ပွဲစဉ်တွေကိုဇာတိမြေဖြစ်တဲ့မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့အတွက်မြန်မာ Fighter ကြီးအောင်လားအန်ဆန်းနေနဲ့ပရိသတ်တွေဂျင်းနာအားရလောက်တဲ့အထိစွမ်းဆောင်မှုမျိုးတွေနဲ့အတူပဲကျင်းပသမျှပွဲတိုင်းဤပေါ့မှာအနိုင်ယူပေးနိုင်ခဲ့ပါသည်။ကိုကံပညာရီနဲ့ငကိုရေကမစိမ့်တဲ့ကိုမြန်မာနိုင်ငံအနေနဲ့အချိန်တိုလေးအတွင်းမှာဝမ်ချမ်ပီယံရှစ်ပွဲတွေကိုကြည့်ဖို့ အားပေးဖို့ဆိုတာမျိုးတွေနဲ့အတူပဲနိုင်ငံအနှံ့မှာကြီးစုသူတန်းကနန်းရှိလာခဲ့ပြီး MMA အားကစားဟာအတော်လေးကျေပြန်လာပါသည်2016ခုနှစ်ရန်ကုန်မြို့တူဝနမိုးလုံလီလုံအားကစားကွင်းမှာကျင်းပရိဝမ်းရဲပွဲစဉ်များစွာမှာအထူးပွဲစဉ်ဖြစ်လဲအောင်လအန်ဆန်းကပါဝင်ခဲ့ပါသည်ဝမ်းရဲပွဲစဉ်၄ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာအောင်လအန်ဆန်းတယောက်2019ခုနှစ်ဇန်နဝါရီလလောက်မှာ Vitaly Viktash နဲ့ Middleweight Champion လူပွဲထိုးဖို့အတွက်ပြင်ဆင်ခဲ့ပြီး ြင်ဆင်ချိန်နှစ်ပတ်လောက်နဲ့ပဲသူကဝင်ရောက်ရှင်ပြိုင်ခဲ့ပါသည်ဒီပွဲမှာတော့အရန်ကြီး၄ချင်းချိန်မရှိခဲ့တာမို့လို့ big dash ကိုရှုံးနေခဲ့ပေမဲ့အဲ့ဒီပွဲကကြီးမားတဲ့ပြိုင်ဆိုင်မှုတစ်ခုကိုစတင်ခဲ့ပြီး၅လလောက်အကြာမှာတော့သူ့ရဲ့ဇာတိမီမြန်မာနိုင်ငံရန်ကုန်မြို့မှာပဲအဲ့ဒီ big dash နဲ့မချေပွဲနှွယ်ရင်ပြန်လည်ရှင်ပြိုင်ခဲ့ပါသည်ဒီဒီချိန်မှာတော့အပြေးဝလေးချင်းမှုတွေဂျိုတင်ပြင်ဆင်မှုတွေနဲ့အတူအောင်လန်အန်ဆန်တယောက်ဒိုင်အဆုံးအဖြတ်နဲ့သူ့ကိုအနိုင်ရရှိခဲ့ပြီးဝမ်ရဲ့ middleweight ကမ္ဘာချန်ပီယံပထမဦးဆုံး မြန်မာနိုင်ငံကကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါသည်ဒီရောင်ပွဲကမြန်မာနိုင်ငံအတွက်အကြီးအကဲအမစားပြိုင်ပွဲတွေမှာပထမဦးဆုံးသောကမ္ဘာချန်ပီယံဆုကို စုခူးရရှိစေခဲ့တဲ့ပွဲမျိုးဆိုရင်လည်းမမှားပါဘူး ဲ့နောက်2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာအွန်လိုင်းအဆန်းဟာရန်ကုန်မြို့မှာပဲ Alexandra Marshado ကိုအနိုင်ထိုးပြီးတော့ One Light Heavyweight World Championship ကိုထပ်ပြီးတော့ယူပြန်ပါ ರಿ အဲ့ဒီအောင်ပွဲကြောင့်မေးဝမ်သမိုင်းမှာအွန်လိုင်းအဆန်းဟာကမ္ဘာနှစ်ခု weight တန်းနှစ်ခုကိုတပြိုင်နက်တည်းပိုင်ဆိုင်ခဲ့တဲ့ဒုတိယမြောက်ချန်ပီယံဖြစ်လာခဲ့ပါ ರಿ 2018ခုနှစ်ဇွန်လ29ရက်နေ့မှာ One Championship ရဲ့ Spirit of a Warrior ပွဲစဉ်မှာ ကန်ဟာစေကဝါနဲ့ပထမဆုံးမီဒီဝေးခပတ်ကာကွယ်ပွဲကိုရှင်းပြခဲ့ပြီး၅ချီမြောက်မှာပဲ TKO နဲ့အနိုင်ရရှိခဲ့ပါသည်ဒီပွဲကလည်းပဲကျွန်တော်တို့ရဲ့အမှတ်ဉာဏ်ထဲမှာအခုချိန်ထိပြောင်းအောင်မှာမဟုတ်ပါဘူးအင်မတန်မှအကျိတ်နဲ့ရှိခဲ့တဲ့ပွဲဖြစ်ပါသည်ဒီပွဲဟာဝမ်းရည်တမိုင်းမှာအကြီးမြတ်ဆုံးသောချန်ပီယံလူပွဲတွေကတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပြီးတစ်နှစ်တာအကောင်းဆုံးပွဲဖြစ်အကောင်းဆုံးအလဲထိုးမှုစုတွေကိုရရှိခဲ့ပါသည်ဒီလိုနဲ့2019ခုနှစ်မတ်လ31ရက်နေ့မှာတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာပဲ ခန်ဟာဆဲကဝါနဲ့ဒုတိယအကြိမ်ထပ်မံရှင်ပြိုင်ခဲ့ပြီးတီကူနဲ့ထပ်မံအနိုင်ရရှိပြီးတော့ခပတ်ကိုဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါသည်ဒီပွဲပြီးမှာဝမ်ချမ်ပီယံရှစ်နဲ့ပွဲစဉ်ဆဲပွဲအတွက်စာချုပ်အသစ်လည်းထပ်ပြီးတော့ချုပ်ဆိုနိုင်ခဲ့ပါသည်2019ခုနှစ်အော်တိုဘာလ23ရက်နေ့အရောက်မှာတော့ဝမ်ဟဲဗီဝိတ်ဝါချမ်ပီယံရှစ်ဘရန်ဒန်ဗီရာကိုလိုက်ဟဲဗီဝိတ်ခပတ်ကာကွယ်ပွဲမှာ TKO နဲ့ထပ်ပြီးတော့အနိုင်ရပြန်ပါသည်ဒါကြောင့်မလို့2018 19 ဒီကာလတွေဟာအွန်လိုင်းအန်စန်ရဲ့အတောက်ပဆုံးအချိန်ကာလတွေဖြစ်သလိုမြန်မာနိုင်ငံနေနဲ့ MMA လောကတွေမှာဟိုးလေးတကြော်နာမည်ကြီးခဲ့တဲ့အချိန်ဆိုရင်လည်းမှန်ကောင်းမှန်ပါရီဒါပေမဲ့လည်းအရာရာဟာကို့အတွက်တည်မြဲနေမယ်လို့ဘယ်သူမှအာမခံထားတာမျိုးမဟုတ်ပါဘူးအချိန်တစ်ခုရရင်စွန့်လို့ရစမြဲပါပြီအွန်လိုင်းအစံတယောက်ချန်ပီယံဆုရီတစ်ခုပြီးတစ်ခုယူရင်အောင်မြင်မှုပေါင်းများစွာကိုဂိုင်ထားတဲ့အချိန်ကနေအချိန်တစ်ခုကိုရောက်လာတဲ့အခါမှာစွန့်လို့ဖို့ဖြစ်လာခဲ့ပါရီး အဲ့တော့ကတော့2020ပြည်နှစ်အောက်တိုဘာလ30ရက်နေ့မှာအွန်လိုင်းအဆန်းဟာ Rania Tirita နဲ့1 middleweight world champion ရှစ်ခပတ်ကိုကာကွယ်ခဲ့ပြီးပထမအချိန်မှာပဲ submission နဲ့ရှုံးနိမ့်ခဲ့တာကြောင့်မလို့သူ့ရဲ့ middleweight champion ဘဝကနေပြီးတော့ခပတ်ကြီးကိုဆုံးရှုံးခဲ့ရပါသည်။သိမ့်မကြလိုက်ပါဘူး။တစ်ချိန်တစ်ခါကအနိုင်ယူခဲ့ဘူးတဲ့ champion ဟောင်း Vitaly Vitash နဲ့2021ခုနှစ် April 28ရက်နေ့မှာ light heavyweight champion ခပတ်ကာကွယ်ပွဲပြုလုပ်ဖို့အတွက်စီစဉ်ခဲ့ပေမဲ့ ဗီဒက်ရှင်နေနဲ့ကိုဗစ် -19 ကူးစက်ခံရတာကြောင့် Rainier Director ကပဲအစားထိုးဝင်ရောက်လာပါသည်ဒီတစ်ခါမှလေးပဲဒုတိယတစ်ကြိမ် Online Ansan နဲ့ Rainier Director တို့ဆုံတွေ့ခဲ့ပြန်ပြီဒီဘွဲမှာလေအမှတ်ဆုံးဖြတ်ချက်နဲ့ရှုံးနေခဲ့တာကြောင့် Like Heavyweight Champion ခပတ်ကိုပါဆုံးရှုံးလိုက်ရပါသည်ဒီလိုမျိုးခပတ်တီကိုလက်လွတ်ပြရတဲ့အချိန်မှာတော့မှ Online Ansan တယောက်စိတ်တက်မကြပါဘူးဆက်လက်တိုက်ခိုက်ခဲ့ပြီး2021ခုနှစ်ဇူလိုင်လ30ရက်နေ့မှာ Leandro Arditas ကိုပထမအချီ KO နဲ့အနိုင်ယူခဲ့ပါသည် 2022ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာတော့ဘီတလီဘီတက်ရှ်နဲ့တတိယအကြိမ်ထပ်မံရင်ဆိုင်ခဲ့ရပြီးအမှတ်ဆုံးဖြတ်ချက်နဲ့ပြန်ပြီးတော့ရှုံးနိမ့်ပြန်ပါလိမ့်။ဒါပေမဲ့လည်းသူ့ကြောင့်ရင်ဘေးရှောင်မဲ့သူမျိုးမဟုတ်တဲ့အွန်လိုင်းဆန်တယောက်ဟာမန်မျောတဲ့အပြင်သူဟာဆက်လက်တိုက်ခိုက်ခဲ့ပြီး2022ခုနှစ်နိုဝင်ဘာလမှာပဲယူရှင်အိုကာမီဆရန်ဖိုင်တာကို TKO နဲ့အနိုင်ယူခဲ့တယ်လို့2023ခုနှစ်ဖေဖော်ဝါရီလမှာပဲဂီလ်ဘတ်ဒိုလိုခိုရဲဘဲကိုလည်း TKO နဲ့အနိုင်ရရှိခဲ့ပါလိမ့်။ အဲ့ဒီပွဲမှာဆိုရင် performance တော်တော်ကောင်းခဲ့တာကြောင့်မလို့ performance of the night ကိုတော့မှဆုတ်ခူးခဲ့တာပါ2023ခုနှစ်မေလ9ရက်နေ့အရောက်မှာတော့ fan round လို့ခေါ်တဲ့ fighter ဘဲတပွေကိုဒုတိယအချိန်မှာပဲမြမစဘောအုံးမွေဆိုတဲ့နာမည်နဲ့အတူတူပဲချုပ်ကွက်နဲ့အနိုင်ရခဲ့ပါပြီ။အောင်လန်းဆန်းဟာသူ့ရဲ့1 meter weight ခပတ်ကို Vitali Petash နဲ့တတိယအကြိမ်ပြိုင်ပွဲမှာကာကွယ်ဖို့အတွက်ပြင်ဆင်နေရင်ပဲပွဲကထပ်ပြီးတော့ရက်ရွှေ့ရပြန်ပါလိမ့်။ April 10ရက်နေ့မှာပွဲကျင်းပဖို့အတွက်လှုပ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကအရန်ကိုမှပြန့်နှံ့နေတဲ့အချိန်မို့လို့မေလ29ရက်နေ့မှမနီလာမြို့မှာထိုးဖို့အတွက်ပြောင်းရွှေ့ခဲ့ပါသည်။ဒါပေမဲ့အဲဒီကနေစပြီးတော့ဒီပွဲကမဖြစ်လိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ရှုံးလိုက်နိုင်လိုက်တဲ့ဂျာကနေပဲအွန်လိုင်းအဆန်းဟာ COVID-19 ကူးစက်ခဲ့တာမို့လို့လူလဲအတော်လေးကျသွားခဲ့ပြီးပြန်ထိုးဖို့အတွက်ပြန်မလာနိုင်တော့ဘူးလို့အားလုံးကတွေးထင်ခဲ့ကြပါသည်။ MMA လောကကြီးကိုကြောခမ်းရောက်မှာကိုဘလို့မှစိတ်မပါရီအောင်လာအန်စံတယောက်ကတော့ဂျမ်းမာကြီးအခြေအနေတွေကိုလုံးဝဂရုမစိုက်ဖိနေပွဲတွေပြန်ထိုးခဲ့ပြီး ရှမီးလ်အာရူဂန်နဲ့ရင်ဆိုင်ဖို့အတွက်အကြောင်းဖန်လာပါသည်။2024ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာပထမဦးဆုံးဂျိန်တွေ့ဆုံခဲ့ပြီး TKO နဲ့ထပ်ပြီးတော့ရှုံးနေပါသည်။ဒုတိယတစ်ချိန်ကလည်းပဲအဲ့လိုပါပဲ2025ခုနှစ်မကြာသေးခင် February 20ရက်နေ့ကတွေ့ဆုံခဲ့ပြီးဒီတစ်ချိန်မှာလည်း TKO နဲ့ထပ်ပြီးရှုံးနေရပြန်လာပါပြီ။ဘာပဲဖြစ်ဖြစ်မြန်မာပရိသတ်တွေရဲ့ယင်ထဲမှာတော့အောင်လန်းအန်ဆန်းဆိုတဲ့နာမည်ကမပြောက်ွယ်သွားခဲ့ပြီးနောက်ဆုံးဘလို့ချင်းနေမျိုးပဲဖြစ်နေပါစေအားပြည့်တဲ့နှုံးလဲရောကြမသွားခဲ့ပါဘူး။ အွန်လိုင်းအစံပွဲရှိပြီဆိုရင်တိုင်လုံးဝိုင်းကြီးရတဲ့အခြေအနေမျိုးကလေးပဲကျွန်တော်တို့အတွက်အရိုးရာတစ်ခုလိုတော့မှဖြစ်လို့နေပါ ರೀ အားလုံးချစ်တဲ့ Fighter G တယောက်လည်းဖြစ်မြန်မာနိုင်ငံကကိုဆောင်ခဲ့တဲ့ Fighter G ဟာမကြခင်ကပဲအနားယူဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါ ರೀ အသက်အရွယ်တစ်ခုကိုရောက်လာတာရောအနားယူဖို့လိုအပ်လာပြီလို့ကိုရန်ယူဆလာတဲ့အချိန်မှာ MMA လောကကျိုးဝိုင်းတွေကနေအနားယူဖို့ဆုံးဖြတ်လိုက်တာမှမပါဘူးဒါကြောင့်မို့မကြသေးခင်ကအွန်လိုင်းအစံတယောက်2025ခုနှစ်မှာပဲ ဆွီဒင်ဖိုက်တာဖြစ်သူနဲ့ရှင်ပြိုင်ခဲ့ပြီးဒုတိယအချီမှာအနိုင်ရရှိရင်ပဲသူ့ရဲ့တိုက်ခိုက်ရေးဘဝကနေအပီးတိုင်အနာယူခဲ့ပါရီဒီပွဲပြီးမှာသူ့ရဲ့ performance ကြောင့်မလို့ဒေါ်လာ9000စုကိုလည်းစုခူးနိုင်ခဲ့ပါရီဒီလိုစုမျိုးကိုရရှိခဲ့တယ်လို့ပဲဝမ်ကတရဝင်းဂုံပြူချီးမြှင့်မဲ့စီးရင် One Championship Hall of Fame မှာလည်းပဲတတိယမြောက်ပုဂ္ဂိုလ်ဖြစ်ထည့်သွင်းခံရကြောင်းတပါးရေးကြေညာခဲ့ပါရီဒီပွဲကလည်းဂျပန်မှာပြုလုပ်တဲ့နောက်လာမယ့်ပွဲစဉ်မှာအကြီးအကျယ်ဂုံပြူပေးအောင်မှာပါ အောင်လာရဆန်းဟာသူ့ရဲ့ဇာတိမျိုးကိုကဘာအနက်မှာအကောင်းဆုံးနည်းနဲ့ကုစားပြုခဲ့တဲ့အတွက်မြန်မာနိုင်ငံမှာကြီးမားတဲ့ဂုဏ်ပြုဆုတွေရရှိခဲ့ပါသည်။ဒါပြင်ကချင်နယ်ဝါတိုင်းရင်းသားလူငယ်တဦးဖြစ်တဲ့သူဟာခက်ခဲစွာရထားတဲ့ဂုဏ်ပုဒ်တွေကိုကောင်းမွန်စွာနဲ့အသုံးချပါသည်။အောင်လာရဆန်းဟာပရာဟိတစီမံကိန်းတွေများစွာကိုထောက်ပံ့ပေးနေပြီးလူမှုတရားများတားမှုပဝင်းကျင်ထိန်းသိမ်းရေးတွေအတွက်လည်းပဲတက်တက်ကြွကြွပါဝင်နေပါသည်။၂၀၁၈ခုနှစ်နိုဝင်ဘာလမှာ WWF ကမ္ဘာတော်ရိုင်းတလိမ့်ဆန်ရံမုံငွေအဖွဲ့ရဲ့မြန်မာရုံးခွဲကနေပြီးတော့ ဒေါ်ရိုင်းတလေးဆန်ရာဇဝဲမှုဆိုင်ရာတန်တမန်တယောက်ဖြစ်လဲခန့်အပ်ခြင်းခံခဲ့ရပါသည်။အောင်လအဆန်းဟာမြန်မာနိုင်ငံသားတွေကိုစူးစားကြသူတွေစိတ်ဓာတ်ခွန်အားမြင့်သူတွေလို့သတ်မှတ်ထားသူဖြစ်ပြီးဘွဲတိုင်းလူလူမာလေးပဲမြန်မာပြည်သက်တွေကိုအမြဲတမ်းကျေးဇူးတင်လေးရှိပါသည်။နောက်ပြီးတော့မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ရွေးချယ်မယ်ဆိုရင်စူးစားမယ်ဆိုရင်စိတ်နဲ့ဝိညာဉ်ကိုထည့်သွင်းမယ်ဆိုရင်ကမ္ဘာရဲ့အမြင့်ဆုံးအဆင့်မှာအောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောကြားခဲ့ပူပြီးသူကိုယ်တိုင်ကတော့အဲဒီလိုအောင်မြင်မှုတွေကိုတတ်သိပြနိုင်ခဲ့ပါသည်။ အနားယူသွားပြီဖြစ်တဲ့ MME ကစားသမားကြီးမြန်မာနိုင်ငံရဲ့ကုံဆောင်ဘာမစ်ဖိုင်တွန်မြန်မာစပါအုံးမွေအောင်လားအန်ဆန်ဟာသူ့ရဲ့ကဘာအဆင့်အောင်မြင်မှုတွေနဲ့အတူတူပဲမြန်မာနိုင်ငံအတွက်ဂုံယူစရာအားကစားသမားတအူးအနေနဲ့ထာဝရတည်ရှိနေပါလိမ့်မယ်။ကျွန်တော်